ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအခုခင်ဗျားတို့ဗန်မွေးမှာတမတော်ထိုင်းနေအုံမဒီအုံမကတပုံလာဒီအုံမဒီအုံမကနေဒီဗန်မွေးဝက်ဝင်ပေါ့နော်ဒီဘက်တော့ကြောင့်မြိုင်ကြီးတို့ဘာလို့ရေးတယောက်ကုန်းတို့နော်တမတော်အခုထိုင်နေတဲ့မြိုင်ကြီး မြန်ကြီးရဲ့တံတားမှာတက်မတော်ရှိတယ်နော်ခမားတို့မြန်ကြီးပြက်လာဝဝင်ဣဇရဲဇက်ထိုင်နေတယ်ဝဝင်ဣဇရဲဇက်မှာဝဝင်ယောတက်မတော်ထိုင်နေတာနော်ပြက်လာတပုံဝင်လာရင်ပြက်ပြီအဲ့တော့ခမားတို့ကနိုင်ငံတော်ကိုစောင့်ရှောက်တဲ့အစိုးရနဲ့ အဖြတ်သမားနဲ့ကိုခမားတို့မြင်အောင်ကြည့်ရမယ်ပြည်သူလူထုကခမားတို့အဲ့ဒါတွေကိုမြင်အောင်မကြည့်နိုင်ရင်အမှန်တရားကိုမမြင်နိုင်ဘူးပြီးအကြောက်တရားနဲ့နေတယ်ဆိုရင်တော့ခမားတို့ပျက်စီးခြင်းဘုပဲရင်ဆိုင်ရမယ်ဒုက္ခတွေရောက်မယ်အခုကျွန်တော်ပြောမယ်လာချိုးကိုကပုံးဝင်လာတယ် ပြည်သူလူတို့ကမပူပေါင်းလာကြုံမျိုးကံပြည်သူလူတို့ဥပမာဟုတ်လားခမားတို့အစိုးရပူပေါင်းအောင်မှာတပုံတွေဝင်လာပြီးတော့ဘာပြီးတော့ညာပြောဒါပေမဲ့အဲ့ဒါတော့ကျွန်တော်မင်းသားဒါဒါပြောပါမယ်စစ်တကကောင်းလျာလဲတခါတည်းကျရင်ခေါင်းရိုက်နေတာကျွန်တော်တို့တော့ဒဇယ်နဇက်ကုန်ဘလိုလာပြီးဘလိုလာပြီးတော့အတော်မှာသူတို့ခေါင်းရိုက်မပြတ်ဘူးเนาะကျွန်တော်နာမည်ထည့်မပြောချင်လို့ပါเนาะเนาะအဲ့တော့ခေါင်းရိုက်မပြတ်ဘူးအဲ့ဒါလည်းပြည်သူလူလူအမှားမဟုတ်ဘူး ပြည်သူလူထုကလည်းတချို့သောတကယ်တမတော်ကိုချစ်တဲ့နိုင်ငံကိုချစ်တဲ့လူမျိုးကိုချစ်တဲ့တမတော်ကိုချစ်တဲ့ပြည်သူလူထုကလည်းပေးတာပဲစစ်တပ်ကလည်းတမတော်ကလည်းအဲ့သူတို့ယုံကြည်စိတ်ကြရလို့ထားတဲ့လူတွေကလည်းသူတို့ကိုသူတို့စောက်တင်ကြည့်ပြီးဘဝင်တွေမြင့်နေတာအာမဖြစ်နိုင်ပါဘူးလို့မဟုတ်ပါဘူးလို့အဲ့တော့လေဟုတ်တယ်ဒါကတော့ကျွန်တော်ကနှစ်ဖက်များများထားတာပြောရလိမ့်မယ်နော်ပြည်သူလူထုကပူပေါင်းပြန်တော့လေကိုကိုကိုစောက်တင်ကြည့်တဲ့ယောဂါ တက်ပြန်ရောနော်အဲ့တော့ကြတော့ခမရတို့အခုစားရတာ၄အခုကဲလာကြိုးဆိုလို့ရှိရင်မိုးတော်မော်တို့ပါလို့ဆိုနာမည်ကြီးတွေပဲလေနော်ဟောကာဝေးဦးစီးချုပ်ရဲ့ချီကျူးဂုံပြုလို့ပါလို့ရထားတာမိုးတော်မော်ဆိုတာတိန်ဒီမှာထိုင်တာဘောနော်စားပါတက်ချက်ကြီးလားမသိနော်အရင်တော့ထောင်းလိုင်းရေးကိုပေါ်အလားကျိုးဆိုတာအရင်တော့ကဒီဖြစ်စင်မှာတော့မသိဘူးပေါ့ကျွန်တော် တို့အဲ့ဘက်မှာလာချိုးဘက်မှာကျင်းနေကြတုံးကတော့နော်ဟိုဟာထောင်းလိုင်းဟိုစာတတမူဟာဟိုဟာပေါ့အာသူဘုံမူဘုံမူကြော်ကြာနေတက်ပေါ့အပြီးကြောင်မဲမှာဆိုလို့ရှိရင်ဇာ50ခွန်ဟာလာမသိဘူးနော်ဘုံမူဇာနီအောင်တို့ပေါ့နော်အဲ့လိုလိုရှမ်းမြောက်ရှမ်းမြောက်နေတော့ပြောချင်တာအဲ့တော့ပြူသည်ပြည်သူလူထုကလည်းပူပေါင်းရမယ်ပြည်သူလူထုကလည်းစစ်တပ်က မဆိုင်ဘူးစစ်တပ်ကသူတမင်းသူစားတယ်သူရိတ်ကသူလုံလောက်တယ်သူ့ဘာသူရှိခဏလူတယောက်စစ်သားမပြောနဲ့အရက်ဘက်ကကျွန်တော်တို့လူလူတော်ခီးသွားရင်းနဲ့ရေဆိုတာငဲ့ရင်တောက်တော့ပါသေးတယ်ဝေတော့ပါသေးတယ်စစ်သားဗျာစစ်သားဆိုတာအနေနဲ့ရက်ရက်ကလာကြတာသူတို့ကတော့အခုပြည်ဦးလွေဒီဒီပြည်ဦးလွေမှာအခု ရွှေကြောင်မင်းတို့ငုတ်ကလေးတို့ကြောင်မဲလေးတို့တန်ဖိုးတို့အားနေရာတို့မှာရောက်နေတဲ့စစ်သားတွေကမြန်မာနိုင်ငံနေရာအနှံ့ပြားတဲ့စစ်သားတွေပဲသူတို့မှလည်းအခက်အခဲရှိတာဟောဗျအဲ့ဒါကိုပြည်သူလူထုကကိုနဲ့မဆိုင်တယ်လို့လို့နေတာ ਉ တကယ်တမ်းကျတော့ခမတို့ကလာချိုးမျိုးတက်မတော်ကကြည်တစ်ချက်မှမပေါက်ဘဲနဲ့ပြန်ယူသွားပေးတဲ့အချိန်ကျတော့ခမတို့ပြုံးပြုံးရှင်ရှင်ပြန်သွားကြတာပဲလေမဟုတ်ဘူးလားအခုပြင်ဦးလို့ဆိုကျွန်တော်ကြည့်နေတဲ့တရေတွေ ပြည်ဦးထဲမှာတရေတွေအများကြီးစစ်တပ်ကိုမိပြီးလှုပ်ရှားတဲ့လူတွေအများကြီးအဲအများကြီးထဲမှာဘလို့လူတွေလဲသိလားမြေတွေအကွက်ရိုက်ပြီးရောင်းနေအရာဝင်တာတွေမဝင်တာတွေမသိဘူးเนาะမြေသေးရုံတွေเนาะအတက်ကထောက်သားတဲ့အချို့သောဘုံမူးတွေဘုံမူးကြီးတွေရောင်းနေချမ်းသာကြတယ်เนาะချမ်းသာကြပါတယ် တာမန်စီးပွားရေးလုပ်ငန်းရှင်တွေမြမလူတို့ရဲ့စောက်ကျင်ကဘလို့ဖြစ်နေလဲဆိုတော့ယာရုအာနာရှိတော့သွားဖားတယ်။သူကသွားဖားတာကတော့သူ့အကျိုးစီးပွားတဲ့သူသွားဖားတာ။ဖားပြီးသူကနိုင်ငံရဲ့လူမျိုးအတွက်ဆိုပြီးသူကပေါင်းတာမဟုတ်ဘူး။အဲ့ဒီသူသွားဖားတဲ့လူရဲ့ကိုချိုးအတွက်ကိုပဲသူကကြည့်ပြီးတော့ဖားတာ။နော်ဥမာတခုအကိုစောဘိုးကြီးပေါ့ ူကတိုင်းပြည်နဲ့နိုင်ငံလူမျိုးရဲ့ဒီမျိုးပေါ့တိုင်းပြည်နိုင်ငံလူမျိုးတို့ကဖြစ်နေဦးမယ်ပြည်ဦးတွေမျိုးနဲ့ပြည်ဦးတွေနေမှာနေတိုင်းနေတဲ့လူမျိုးတွေအေးချမ်းဖို့အတွက်ဖားတာမဟုတ်ဘူးသူ့ရဲ့အကျိုးစီးပွားနဲ့ဟိုဘက်ကဖားလို့ရတဲ့လူရဲ့အကျိုးစီးပွားနှစ်ခုကိုပဲကြည်ပြီးသူကဖားတာအဲ့တော့ဖားတဲ့သူကလည်းအုံတော့မရှိသလိုအဖားခံရတဲ့လူကလည်းအုံတော့မရှိဘူးခမားကိုကျိုးနဲ့ခမားခံစားချက်ဆိုရင်ကျုပ်ကိုကျုပ်အိမ်ကိုလာမလိုက်နဲ့ ခမကျုပ်အိမ်ရိတ်ကိုခြီတော်မနေနဲ့ဗျာလို့ပြောလိုက်ခေါက်ခွေးမှာတွေ့တယ်မလားခမကျုပ်နဲ့ခေါက်လာမရိုင်းနဲ့လို့ပြောလိုက်တခုံးပဲပြောလိုက်ဒါရှင်ရန်ရောက်နေတဲ့တက်မတော်သားတွေအတွက်လူလာပါဆိုရင်ရှင်ရန်ရောက်နေတဲ့တက်မတော်သားတွေကိုခမရင်းခမဟန်နဲ့လူလို့ရတယ်ရှင်ရန်ရောက်နေတဲ့တက်မတော်သားတွေဆိုတာကပြင်ဦးလင်တက်နေရလေတူရောက်တွေမဟုတ်ဘူးเนาะ အများကြီးချင်းချင်းမြို့တောင်းခမ်းအများကြီးဒီတပ်မတော်သားတွေအားလုံးစုပေါင်းပြီးတော့မှ တိုင်းပြည်တပြည်အေဂျင်မှာပြီးမျိုးပြတွေသူတို့တောင်းဝယ်ယူထားတဲ့နေရာတွေအေဂျင်မှာပြည်ဦးတွေမှာကြည့်လိုက်တဲ့တရေတကြွေတွေဟမ်လောက်ပိုင်ဝင်ကြီးတဲ့လူတွေနဲ့ပေါင်းတယ်တွေးဦးတွေတွေးဦးနဲ့ပေါင်းမယ်မာသာဘာတွေမာသာဘာနဲ့ပေါင်းမယ်စီဘီတွေစီဘီနဲ့ပေါင်းမယ် ။တန်တဲ့တွေတန်တဲ့ပေါင်းမယ်ရဲတဲ့တွေရဲတဲ့ပေါင်းမယ်ပြီးရင်စီးပွားရေးတွေအကျိုးအမြတ်တွေလှုပ်ရှားတယ်။ဟမ်။ရှယ်ရဲရောစစ်တီတွေဘာလိုအပ်နေလဲဆိုတော့ဘယ်သူမှမမေးဘူး။ပြင်ဦးလွင်မျိုးကတပြေးတပြွက်တွေလည်းတော်တော်အောက်တန်းစားတွေပေါ်တယ်။ကျုပ်ပြောပြီးကျုပ်ပြင်ဦးလွင်မှာနေတာ။နော်။တော်တော်အောက်တန်းစားတွေပေါ်တယ်။နော်ငလျင်ဘေးမှာဆိုလဲမတွေ့ရဘူး။ နော်နောက်တချို့တချို့တော့ရွှေတိုင်းပိုင်ရှင်တွေနော်နာမည်ကြီးရွှေတိုင်းပိုင်ရှင်တွေနော်စစ်တပ်ကိုလူအားမှာအရန်ကြောက်နေပုံပေါ်တယ်ဗျအေးရဟမ်လူမသိသူမသိအဲ့ဒါအဲ့ဒါကိုပြောတာလေလူမသိသူမသိကိုโจကိုโจစီးပွားကိုကြည့်တော့ဟိုပြောလဲမပြောရဲဘူးလူလဲမလူရဲဘူးအနောက်တော့စစ်တပ်နဲ့လည်းမပတ်သက်ချင်းတလို့လို့ပတ်သက်ပတ်သက်ချင်းတလို့လို့ ਨੇ အဲပုံစံမျိုးနဲ့အခွင့်အရေးတွေယူကြတယ်နော်ပြီးလိုက်ရင်တော့သူတို့တော့သူတို့တော့ဟိုငါးပါးတိလာလုံတာမရှိဘူးသူတို့တော့စောက်ကျင်ကောင်းတာမရှိဘူးနော်နော်သူတို့တော့စောက်ကျင်ကောင်းတာမရှိဘူးစစ်သားဘေးဟာနိုင်ငံတော်ကအစ်င့်နဲ့တို့တာလေးစစ်သားပဲဩဟုတ်တယ်ခင်ဗျားတို့ပြည်သူအသက်အိုးရင်စည်းစိမ်ကိုကာကွယ်တာလေခင်ဗျားတို့ပြည်ဦးလေးမျိုးဘာလို့ဘာလုံးဘာလို့လုံခြုံနေလဲ ဒီစစ်တပ်ကြောင့်လုံခြုံနေတာပြည်ဦးလွင်မျိုးကာဝယ်နေတဲ့တပ်မတော်သားတွေကြောင့်ချိန်မှာခမားတို့เนาะအသက်သွေးချွေးတွေပေးနေရတာနေ့စဉ်နေမြခမားတို့ကမသိတာเนาะခမားတို့ကမစဉ်းစားတာခမားတို့အခုပြည်ဦးလွင်မျိုးတွေကိုကဲတိုက်ပွဲပေါ်တော်မှာပြီးတဲ့ခမားတို့ရှိတဲ့ဥစ္စာတွေအကုန်ပြတ်သွားမှာပဲဘာမှမဖြစ်ဘူးစစ်သားဘာမှမဖြစ်ဘူးလေစစ်သားလူမျိုးစုလူမျိုးပါလိုက်ပြန်ပါပေါ့မသိလို့ချင်းအိမ်တော်ရှိအိမ်တော်တဲ့ရဲမေလိုင်းကန်းကိုပြန်ပါပေါ့ နော်ဒါအရှင်းရှင်းလေးပဲဟုတ်တယ်မလားဒါအရှင်းရှင်းလေးနော်ခမားတို့ကလူကိုကြိုးစည်းပွားအတွက်လူတူတယောက်ကိုပဲဖားတာအခြေခံစစ်တီစစ်သားတွေတိုက်ပွဲဝင်နေတဲ့အတွက်လူဝက်ချက်တွေဘာရှိလဲဆိုပြီးတော့မှနော်ဘဒူးမှဘာမှ ကိုတိုင်းကိုကြလည်းမလုပ်ဘူးလူလည်းမလူဘူးနော်လူကြီးနဲ့ပေါင်းလိုက်ရင်ဟိုစိန်ရောနဲ့ပေါင်းလိုက်ရင်ဘာလဲတကြီးလီးတင်နဲ့ပေါက်လာဘာလဲမသိပါဘူးညာ ခင်ဗျားတို့အဲ့မှာစကားတွေကြိုးအားရနားမလဲဘူးခင်ဗျားတို့အဲ့လိုစောက်ချိုးတွေနော်ခေါင်းခွင်းထဲမှာခေါင်းသွားရိုက်မယ်အဲငါအားကဘယ်ဘုံမွေးနဲ့ဘာဖြစ်လဲအဲဘုံမွေးနဲ့အဲဘုံမွေးရဲ့ KTV သွားလိုက်ဇေဘုံမွေးကျွန်တော်ဒါလေးအေးငါပြောပေးမယ်နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးဘွားတွေကနော်ခြေထားအခြေခံစစ်တီစစ်သားတွေခြေထားမှာအခြေခံစစ်တီစစ်သားဆိုတာခင်ဗျားတို့ဟာသွေးခွဲတယ်ပြောဦးမယ် အခြေတန်းမှာအခြေခံစစ်တီစစ်သားနဲ့စစ်တိုက်လို့မရဘူးသူရဲ့ကွန်မန်ဒါအ ਨੇ ဆုံးယူဝါမူနော်ဒုတမမူတမမူနော်ကာနေကြီးစစ်နေနဲ့ခြားတာအဲ့ဒါပြောဦးမယ်ကျုပ်တို့ကစစ်သားဆိုတာကတပ်မတော်ကာကွယ်ဦးစီးချုပ်ကနေပြီးတော့မှလက်ရှိပြည်သူစစ်စစ်မှုထမ်းဥပဒေစနစ်တော်ဝင်ကိုထမ်းဆောင်နေတဲ့ကလေးတွေကဆိုအဲ့ဒါစစ်သားလို့ခေါ်တာနော်ခလားတို့ယာရုယာကနေပြောစရာမလိုဒီအချိန်မှာ နော်ခြေတန်းထွက်နေတဲ့နေရာမှာစစ်သားတွေထွက်နေတာမဟုတ်ဘူးအဲ့လိုပြောတော့လေနားမလဲပါမလဲနဲ့ဟုတ်လားပါတီထောင်စားမဲ့လူတွေပေါ့ဗျာအေးမလားသူများထောက်ပံ့တာပေးတာကမ်းတာရမယ်ပါတီထောင်စားပြီးမှဟမ်ပြောလိုက်အခြေခံလူတန်းစားဘဝမြင်မာရင်ပေးပါတီမှတိုင်းပြည်ကိုမကာဝယ်နိုင်ဘူးဆိုတာ 2021ဖေဖော်ဝါရီလတရက်နေ့အခင်းကျင်းတွေကတည်သွားပြီလားเนาะစော်ဘုံကြီးအဲ့လိုပြောလို့မုံချင်းကြိုက်တဲ့လူမုံလိုက်တိုင်းပြည်ကိုဘယ်ပါတီမှမကာကွယ်နိုင်ဘူးတိုင်းပြည်ကိုကာကွယ်နိုင်တာတက်မတော်ပဲရှိတယ်တက်မတော်နဲ့တက်မတော်သားပဲရှိတယ်ဒါကြောင့်မလို့တက်မတော်ကာကွယ်ဦးစီးချုပ်ကအခုချိန်ထိတက်မတော်ကာကွယ်ဦးစီးချုပ်ဆိုတာရှိနေသေးတာเนาะဒါတို့ပြည်သူပါတီတို့ဟမ် အခြေခံလူလူဘာဘတ်ညာဖြစ်တယ်လို့ဘာလို့အပါဒီဘယ်မှာလဲခုဟမ်ဟမ်အပါဒီခြေလမ်းရောက်နေတက်မတော်သားတွေကိုဘယ်နဲ့တရားဝင်ဘလို့လူဦးလဲပြည်သူပါတီကကိုကိုကြီးတို့နော်အခြေခံလူရန်သားဘဝမြင့်မားရေးပါတီတို့ဘတူလူဦးလဲတရားဝင် ဟမ်ဘယ်ကြောင်မှာသွားနေနေလဲပြည်သူပါတီတော်အများကြီးအများကြီးပါတီတော်အများကြီးကျုံမျက်လုံးထဲမှာမြင်နေတာအဲ့လိုမျိုးစောက်ကြီးစောက်ချဲတွေပြောတဲ့ဟိုဘောနော်ပြည်သူပါတီပြည်သူကိုပဲခေါင်းစဉ်တက်လိုက်တယ်မဲတနေ့ကျရင်ပြည်သူတွေသိမှာပါတို့ပါတို့ဟမ်ပြီးရအခြေခံလူတန်းစားနဲ့ဘဝမြန်မာရေးတိုးတက်ရေးပါတီတို့ဟမ်ဘမလေးတရားဝင်အဲ့ပါတီတွေကလည်းကျွန်တော်တို့တက်မလို့ကာကွယ်ဦးစီးချုပ်ကိုခြေရန်ရောက်စစ်တီတွေအတွက် ိန်း9000လူပါတယ်လို့လူလာခင်ဗျားတို့ကငလျင်ဘေးကြတော့ထွက်လာတာပါစစ်သားတွေလူဖို့ကြတော့ခင်ဗျားတို့အုံနောက်ထဲမှာမရှိပါဘူးเนาะเนาะဟုတ်တယ်မလားဟမ်ခင်ဗျားတို့အခုအဲ့ပါတီတွေအကုန်လုံးအဲ့ပါတီတွေထဲမှာเนาะပါတီဝင်ရဲ့သားသမီးတွေပါတီဝင်တွေမဟုတ်ဘဲနဲ့ပါတီဝင်ရဲ့သားသမီးတွေအသက်၁၈နှစ်ပြည့်တွေစစ်မှုထမ်းလား ဟမ်ကျွန်တော်ကတော့ဒဲပဲပြောလိုက်မယ်တက်မတော်ပဲအုတ်ချုပ်တက်မတော်ကာကွယ်ဦးဒီချုပ်ဦးမရောက်လိုက်မသိမချင်းတာအုတ်ချုပ်လိုက်ဒီနိုင်ငံကိုရှုပ်တယ်နော်ပြီးရင်လွှဲမယ်ဆိုလည်းကောင်းတဲ့လူလားလွှဲခဲ့လိုက်ဘယ်ပါတီမှအယုံနောက်တယ်အဲ့ဒီဥစ္စာတွေနော်ပါတီဆိုပြီးလှုပ်ရှားနေတာနော်တချို့ဆိုကြားပြန်နေတဲ့တော့ပါဝင်ပတ်သက်နေတာနော် KDB မှာစော်ခေါ်ပြီးတော့မှရန်ပြစ်ပြီးတော့မှ 小厂老开的，阿爸,爸家就去乌庙来包一个甜皮肉嘛，阿爸,爸家就去乌庙来包一条表肉来啦，知道为啥酸面做皮肉嘛？喏，乌庙来呢，酸肉是来包的，家呢一定要加嘛，喏，一皮嘛包的，喏，多，阿天咪嘛是三下泡，中午地来做皮肉，知道两千张来啦，那包呢都是地道美地包的呢，晓得不？晓得不？ နော်နင်တို့လိုစောက်စင်းနဲ့အဲ့လိုစောက်စင်းနဲ့တိုင်းပြည်ကိုချစ်တယ်တမတော်ကိုချစ်တယ်ဟုတ်လားဟမ်ကိုကိုရေးကိုရာတခုတည်းနဲ့နော်ဘယ်စားဘာချုပ်ကို ပိုင်ပါတယ်တို့ဟမ်အဘကယုတ်ကြီးကိုလက်ဆွဲနှုတ်ဆက်ထားပြီးတော့မှအဘကယုတ်ကြီးကလူရှင်တော်နဲ့လက်ဆွဲနှုတ်ဆက်တာပဲအဲ့ပုံနေတဲ့အပြင်မှာလိုက်လှုပ်စားနေတာနင်တို့သမိုင်းကြောင်းကောင်းခဲ့လားမရင်ငယ်ရမရင်ငယ်လို့နေတာမဟုတ်ဘူးထားတာပြီးတော့ဟောင်းတာသောဘွေးရမပြောရင်မပြောဘူးနော်နော် အတိဟုဗျာအမအခြေခံလူတန်းသာဘဝမြန်မာရေးပါတီတို့ဘာလို့ထောင်တာပဲမြန်မာပြည်မှာထောင်လို့ရနေတာပဲပါတီကကျွန်တော်လည်းပါတီထောင်လို့ရတာပဲကျွန်တော်တို့ကအဲ့လိုမစစ်မမှန်တဲ့အလုပ်တွေမလုပ်ဘူးဗျကျွန်တော်တို့ကလိုငဖားလုံးမလုပ်ဘူးတိုင်းပြည်ကိုဒုက္ခရောက်မဲ့အလုပ်မလုပ်ဘူးပေါ်ပင်မဲ့အလုပ်ကျွန်တော်တို့မလုပ်ဘူးနော်ကျွန်တော်ကမနေ့နေ့မနေ့တနေ့မှတက်လာတယ်ဆိုပြီးတော့မနာလိုနေကြတာ ကျွန်တော်ရဲ့ရေဘတ်ထဲမှာတက်မတော်တာကျွန်တော်ကဒီနိုင်ငံရေးတွေပါလေကျွန်တော်တို့တက်မတော်ကထိန်းချုပ်ခဲ့စဉ်တော့ကျွန်တော်တို့ကဘာထွက်เสียလို့လဲကျွန်တော်တို့တက်မတော်ကအခြေအနေကောင်းနေရပဲလေအေးစေနေလို့ရတာပဲဟုတ်တယ်မလားအခုကတက်မတော်ကိုတက်မတော်သားတွေကိုနော်ဒီလိုမျိုးအတင်းစတင်းဖိနေလာတဲ့အချိန်မှာနော်မကန်နိုင်လို့ထွက်လာတာလေဘယ်နည်းရပဲထွက်လာထွက်လာပေါ့နိုင်ငံချစ်ဖို့လိုတာမဟုတ်ဘူးလားနော်ဟုတ်တယ်မလား အဲ့တော့ကြတော့အဲ့လိုပြည်သူတွေဘာတွေညာတွေနဲ့ပြောပြီးတော့မှเนาะချားလာချတက်ပဲအောင်ချုပ်เนาะတက်ပဲအောင်ချုပ်เนาะသွားဒီပါတီတွေလွတ်တော်တွေပေါ်လာလဲဘယ်ပါတီမှမဲမလဲနဲ့ရှုပ်တယ်အဲ့ပါတတိပုဂ္ဂလနဲ့ပေါ်လာလိမ့်မယ်ထက်เนาะကျွန်တော်တို့ကတော့လွတ်တော်လေးလဲမဝင်ဘူးမလုပ်ဘူးကျွန်တော်ကစပီကာပဲလုပ်မှာကျွန်တော်မမှန်ဆဲခြင်းထဆဲမှာအာရှင်းရှင်းလေးရှင်းရှင်းလေးပဲ နော်မနာလိုသူကကြာချုံးမှာပဲကြာချုံးမှာပဲနော်အခုဒီမှာပေါ့ဆရာတော်ကဒီမှာ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 ကြီးကားအထက်တရာလှူထားတယ်ပေါ့ဆရာတော်လှူတာစစ်တပ်တော်မဟုတ်ဘူးနော်တပ်မတော်လှူတာမဟုတ်ဘူးသူကကြီးကားအထက်တရာကပြည်သူစစ်ကိုလှူတာနော်ပြည်သူစစ်ကလေးတွေကိုလှူတယ်နော်ကျွန်တော်လဲဟိုဒီဘက်မှာရှိနေတဲ့ဟိုနေ့က ပြည်သူစစ်ကလေးတွေကိုတရကုန်းဘက်ကပြည်သူစစ်ကလေးတွေနော်သူတို့ကျွန်တော်အင်းကြီးအစ်စ်ကလေးတွေ24တဲ့ကျွန်တော်ပေးလိုက်တယ်နော်ကျွန်တော်ဆန်လဲလူအောင်မယ်နော်အခက်အခဲဆိုတာရှိတယ်ခင်ဗျားတို့အဲ့လိုပြောပြလို့မရတဲ့အရာတွေအများကြီးရှိတယ်နော်အပြည်သူစစ်ကလေးတွေကျွန်တော်ဟောပါလားဒီမှာစာရေးစရာကိုရွှေအောင်သိန်းတို့ပါလို့ရှိတယ်နော်သူတို့ကညီလေးပြည်သူစစ်လေးတွေခက်ခဲရှိတယ်ဆိုကိုကြီးဘယ်လောက်လိုပါလဲဆန်9ဟုတ်ကိုကြီး9လာအဲကားနဲ့တင် ပို့ပေးလိုက်တယ်ကိုယ်တိုင်သွားပို့လိုက်ကျွန်တော်တို့မလိုက်တော့ဘူးเนาะမလုပ်တော့ဘူးရပြီအခုပြည်သူစစ်လေးကြီးလေးတို့တိုင်းမျိုးချစ်ပါနိုင်ငံချစ်ပါလူမျိုးချစ်ပါစစ်တိုင်းရင်သိရင်မြက်ပါတယ်လိုအပ်တာကိုပြောပါတတ်နိုင်တာလုပ်ပေးပါမယ်เนาะအခုပောက်ကိုတော့ကတော့เนาะမနေ့ပြန်တပတ်ခါလောက်ကြာရင်တော့အဲဒီပောက်ကိုတော့လူသားတာတွေကိုချားပြမယ်ပောက်ကိုတော့ကသူများဆိုလို့ချင်းကြီးကားတစ်ထည်ကို9000 9000လောက်ရောင်းတယ်ကျွန်တော်4000 8000နဲ့ပေးတယ်เนาะ ကြီးပေါ့ဆရာတော်ကကြီးကအထက်တရားကို48သိန်းဖို့လူလာတာရှိရဲ့ဒီမှာနော်နော်အဲ့တော့ကြတော့ခင်ဗျားတို့ကပြည်သူလူထုကလည်းမျိုးတစ်မျိုးကိုတပုံဝင်လာတယ်တိုက်တယ်ဆိုရင်တော့ငါတို့နဲ့မဆိုင်ဘူးလေအာဒါသူတို့ကိစ္စသူတို့လောက်ရမှာတက်မတော်လောက်ရမှာဟုတ်တယ်တက်မတော်လောက်ရမှာ နော်တကယ်လို့တပုံဝင်လာရင်ခမားတို့အိုးအိမ်နဲ့စီးစိမ်နေကုန်ပြစီးဆုံးချုံသွားမှာအခုခမားတို့နောင်ချိုပြန်တဲ့လူတွေလာချိုပြန်တဲ့လူတွေခမားတို့မကြခင်သိရတော့မှာအော်ငါတို့စစ်ရဲ့နေထအာယုံကငါတို့မိသားစုဘဝတွေဒီလိုပြန်လဲဒီဆောက်ရပါလားလာချိုလို့နေရာမျိုးလို့ရှမ်းမြောက်ကတော့လွယ်ပါသေးတယ်တောင်းတောင်းနော်ဒါကျွန်တော်မှန်းတိုင်းပြောတာရှမ်းမြောက်ဆိုတာကစီးပွားရေးရှာလို့ကောင်းတဲ့နေရာမျိုးနော်သူကလည်းသူရှိမှာပေါ့စီးပွားရေးကတော့နော်စီးပွားရေးရှာလို့ကောင်းတဲ့နေရာမျိုးနော်နောက်တော့ပြည်အောင်စုလမ်းမကြီး ဘဝပြုတ်ပြီးတော့သွားတဲ့နေရာကြီးစကိုင်းတို့မကွေးတို့ဘယ်လိုလုပ်မလဲဘာစီဘွားရေးမှာတော့ရှာလို့မရတော့ခုစကိုင်းတို့ငလင်လဲလောက်တာရဲ့စစ်ဘေးတင်တာရဲ့မကွေးကိုပကုတ်ကူတို့ဘာလို့ပဲဆိုရင်ဘာစီဘွားရေးလုပ်မှာဘာမှလုပ်လို့မရတော့ဘူးလေဟုတ်တယ်မလားဘာမှလုပ်လို့မရတော့ဘူးပြက်သွားပြီဗမာတွေပဲနာတာမိအေးကနှကာမဟုတ်ဘူးလေးငါးခါနာသွားတာ ါ့ဥပမာပြည်ရဲတွေမသိသေးဘူးเนาะဟိုဟိုကောင်တွေကပြေးဖို့ချောင်းနေပြီပြေးနေပြီဘလောင်ကเนาะပြေးနေပြီလစ်နေပြီအဲ့တော့ကြတော့ပြည်သူလူထုကအတွေးအသည့်အမြင်တွေကျယ်ဖို့လိုတယ်เนาะ